လမ်းခွဲခြင်းအမတရားဖြစ်သွားတယ်ပေါ့။အော်သူ့မှာလမ်းခွဲခြင်းအမတရားပြီးရတာအကြိုက်ကြီး။ဆက်တွဲမှုမဖြစ်နိုင်လို့လမ်းခွဲတော့လဲနာကျင်ရတယ်ဆက်တွဲရင်လဲနာကျင်နေရပြန်တယ်သူရုံးမှရှိတဲ့မာနာတွေအတ္တတွေမရှိတော့တလောက်ကိုရုံးကိုစီတောင်းပန်ခဲ့ပြီးပါပြီတာမဲကိုကမဖြစ်နိုင်ဘူးဆိုတဲ့စကားနဲ့ညင်းခဲ့တာရုံးတကယ်ရင်ခွဲမတက်ခံစားရပါတယ်ကျွန်တော်ကလည်းတိတ်ဟန်ဆောင်တက်ကိုလေးနော် ရှင်းနေတဲ့အချိန်မှာတော့အကောင်းဆုံးတော့ချစ်ပေးလိုက်တယ်။အားလုံးမင်္ဂလာပါမောရဲ့ channel လေးရင်ကြိုဆိုလိုက်ပါတယ်။မွတ်တီနဲ့တစ္ဆပစ်ချင်တဲ့ဗီဒီယိုလေးရတော့ဒီ main clip ကနေပြီးတော့လမ်းခွက်ချင်းလက်ဆောင်ပို့ပေးလိုက်တယ်။ subscribe ဗီဒီယိုလေးကိုတစ္ဆပစ်မှာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီကောင်မလေးကစိတ်ဆိုးစိတ်ကောက်လွန်သွားလို့ကောင်လေးရဲ့ဘက်ကနေပြီးတော့ဒီပြတ်မချစ်နိုင်တော့ဘူးပေါ့နော်။အရန်လဲဝမ်းနေစရာကောင်းတယ်။ဒီအမျိုးသမီးတွေအတွက်လည်းဘ ഹു ဒရာသင်္ကန်းစာရစီမဲ့ဗီဒီယိုလေးတစ်ပုဒ်မှုပြတ်လဲမြောက်လဲဒါပဲဖြစ်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခပါရှင့်။ဒီပြတ်ပြတ်ရွှေရွှေလာပေးရတာမဟုတ်ဘူးကွယ်။ ဘသူပေးခိုင်းလဲသိရဲ့ဘသူလဲဘလို့ပတ်တာကောင်းမလေးရောကောင်းမလေးချစ်တယ်ပြီးတော့ဖြစ်သွားလဲအာတရားပါလာလာလာတော့စာတော့ပတိပရိသတ်ပေးဖို့စီစဉ်လာသူတော့လမ်းခွဲခြင်းအမတရားဖြစ်သွားရေပေါ့နော်စိတ်မကောင်းဘူးလို့ဒီနေ့အကြောင်းဒီလက်ဆောင်လာပြရရေဆိုတက်တက်ချစ်ချောလေးပါပြီးထားတာပဲတော့တော့ကြပြီမူနီလေးတော့ပေါ့နော်ကြည့်ပါဦးစံသီးလေးတွေ ်ပဲလေးနဲ့ကကြိုက်ရလဲသူရဲ့ဟုတ်လားတန်ဒီဒီအများကြီးပဲမပြမယ်တခုပြအောင်မယ်နော်တခုပြအောင်မယ်ဟုတ်ပါချစ်သူလေးအကြိုက်နေနော်သူ့မှာလမ်းခွဲခြင်းအမှတ်တရပြရတာအကြိုက်နေလက်ဆောင်ထည့်ပေးနေတခုလည်းမဟုတ်ဘူးဟောပါလီတော့ဖွင့်ကြည့်ပြီးတော့နိုင်လေး nữa bà đi để ai lên nhà đi về ai đi đi ai lên em nhà đi, về mà bà ai về sợ tham mong bù đi cái lời chuyện mà nó đã bay xài được xa mong khóc học được đi, sao bù được sao bù ဟိုနှစ်နှစ်ကလာတည်းရောမရဘူးတော့ကျွန်တော်တို့ကငါးလပြည့်ငါးလကျော်ပြီပေါ့ငါးလကျော်ကျော်ပြီပေါ့ဟိုဘယ်လိုတွေ့ခဲ့ကြလဲဟောဒီတိုင်းမျိုးကျွန်တော်တက်တော့ကနေတွေ့ဟိုအရင်ကနေတော့ဟိုသူနဲ့တော့စကားတော့ပြောဘူးလေပြောပြီးတော့ကျွန်တော်တို့ဒီလိုပဲဟိုအဆက်တည်းမရတော့ဘူးနောက်နှစ်နှစ်လောက်နေမှပြန်ပြီးတော့ဆက်တည်းပြန်ရအောင်ဘယ်လိုလဲပြန်ရတာဒီလိုပဲနှစ်ယောက်ဟိုအဆင်ပြေဘူးလေးရှိတော့အဆင်ပြေဘူးလေးရှိလို့အလုပ်သဘောတူလဲခွဲလိုက်တာပေါ့နော် မောင်လေးလေးရှော့တယ်ဆိုတော့ကောင်းမလေးလေးရှော့လာချောပါတယ်ကောင်းမလေးရှော့ပါတယ်ခုလေးကောင်းစေတနာလည်းရှိရဟုတ်လားဒါမှမဟုတ်ကြောင်းဒီလိုလေးရောစံပြေမလေးရှိလို့ကြောင်းလေးအားလုံးဘယ်လိုလဲဝမ်းနေအော်ဗောမလေးမလေးမှာဗောမလေးမှာလေးဒါမှမဟုတ်ခုပြန်ရောက်နေပြီပြန်ရောက်နေပြန်ရောက်နေပြီဟုတ်မြေမဆုံဘူးလားပြန်မဆုံဘူးလေညော မြစ်ပေါ်မှာဆိုဝဲဖြစ်သွားဒါလေးပါသေးတယ်မြစ်စီပန်းစီလေးမနေ့ကပဲမနေ့ကပဲသူမာလာဆိုတော့ဒီလိုမျိုးရှစ်သူလေးကိုမနေ့လက်ဆောင်ပေးရပဲထင်တာညညတစ်ခါအောင်၃နာရီပေါ့အဲ့၃နာရီယောက်ကြမှာဒီစားလေးဝင်လာတော့မှအမအလုပ်တွေမပြီးသေးဘူးစားကိုဖတ်လိုက်တာအဲ့ဟာဟာဘလူးလေဟဲ့ဘလူးလေပေါ့နော်အဲ့လိုဖြစ်သွားတာဟုတ်လားညမလဲခွက်ကြလားလမ်းခွဲရတော့ဒီလိုအရင်ရက်ကရင်တို့ပဲညှိလိုက် ဆင်မပြေတာညှိလိုက်ဆင်မပြေလိုက်ဆိုအဲ့လိုဖြစ်လိမ့်မယ်မပေါမပေါသူကလည်းမပေါ့ပြန်ကျွန်တော်လည်းမပေါ့ပြန်လိုတဲ့ဟိုမားတဲ့ဟာတွေမားတဲ့ဟိုဟာတွေအချိန်ချင်းမပေးဖြစ်တာနဲ့ကျန်တဲ့တယောက်လည်းသစ္စာရှိရဲ့မပေါ့ပြန်ကြပဲနဲ့ကွယ်ကျောင်းကအဲ့ဒီရန်ကုန်ဘက်ကမလို့သူကတော့ပေါ်လာခြင်းလေပြေးပေးလိုက်ခြင်းလေသူကဒီစေရနေ့ရန်ကုန်မှာပြန်ရောက်နေပြီရန်မလေးရှားတယ်ကိုလို့ခွာလာကိုကိုကကြောက်ဘလို့ခွာလဲ တင်တော့တော့အချစ်ပေါ့အချစ်လေပေါ့အချစ်လေအကာအအခုတော့လမ်းခွဲချင်းနှုတ်ဆက်ရှင် surprise ဖြစ်သွားရတယ်နော်တဲ့တကယ်ကိုတကယ်ကိုခံစားရပါတယ်တဲ့ကောင်းသောနှုတ်ဆက်ရှင်ပါပဲကိုရဲတဲ့ အဲဒီချိန်မှာလည်းပျော်ရွှင်မှုတွေအများကြီးပေးခဲ့လို့ကျေးဇူးတင်ပါတယ်နော်ဟုတ်တယ်တယောက်နဲ့တယောက်ဘလို့မှဆက်တွဲသွားဖို့အဆင်မပြေလို့သာရွှေဘက်ကလမ်းခွဲဖို့ပြောခဲ့ပေမဲ့ရွှေအယမ်းနာခြင်းခံစားရပါတယ်ဆက်တွဲသွားရင်လည်းကိုယ့်ရဲ့အေးဆက်တဲ့ဆက်ဆက်ရည်တွေနှွေးထွေးမှုမရှိတဲ့အရှိတွေကရွှေကိုခံစားစေရပြန်တယ်တစိမ့်တယောက်လိုဆက်ဆံခံနေရတော့ရွှေပိုခံစားရတယ်လမ်းခွဲဖို့တာပြောခဲ့တာပါတဲ့အခုထိတရက်မှမေးမရပါဘူးရှစ်လဲရှစ်နေသေးပါတယ်စတွေ့ချိန်ကလို့ကိုယ့်ဘက်ကမပြောင်းလဲပဲအခုထိရှစ်ပေးခဲ့ ်အခုပို့တဲ့မမဒါ surprise နဲ့တူရွှန်းလဲပါလာဖြစ်လောက်တယ်နော်အခုတော့မဖြစ်နိုင်တော့ပါဘူးတဲ့ကိုပြောင်းလဲသွားတာရောအမားတွေလည်းပါပါတယ်နော်။ဒါလည်းအမှုတွေမယူပဲငါမှန်လဲဆိုရဲအတ္တတွေနဲ့အမြဲစိတ်ဆိုးစိတ်ကောက်ခဲ့တော့ကိုလည်းစိတ်ကုန်မိမှာပါတဲ့။အဲ့ဒါတွေအတွက်လည်းရွံတောင်းမဲ့ပါတယ်တဲ့။ရွံဘက်ကဒါလည်းအမှုတွေနဲ့ပြောင်းလဲပေးလာတော့ရွံအရင်နောက်ကျသွားပြီထင်ပါတယ်တဲ့။ဥပိ္ပခပြမှုတွေပဲရွံအတွက်ဖြစ်လာတော့တယ်။ ဆက်တွဲမှုမဖြစ်နိုင်လို့လမ်းခွဲတော့လဲနာကျင်ရတယ်ဆက်တွဲရင်လဲနာကျင်နေရပြန်တယ်ရုံးအတွက်ရွေးချယ်စရာမရှိတလို့ပါပဲဒါပေမဲ့ရုံးဆွဲထားရတာလဲအရင်ပင်မနေပါဘူးအခုတော့တကယ်ကိုလွတ်ပေးလိုက်ပါပြီတခုပါပဲတဲ့မမတာနဲ့မှားလိုက်ရှင်ပါတယ်စားတွေ့ချိန်ကလို့ဆက်ရှစ်ပေးနိုင်မယ်ဆိုရင်တော့အချိန်မရွေးဖို့ပြလာခဲ့ပါရုံးဘက်ကမပြတ်သားနိုင်တဲ့ရုံးဆောင်နေမှာပါတဲ့ရုံးကတော့ပြလာခြင်းလေလို့ ကိုစီဘယ်တော့မှမပြောတော့ပါဘူးတဲ့ယွန်းမှာရှိတဲ့မာနာတွေအတ္တတွေမရှိတော့တလောက်ကိုယွန်းကိုစီတောင်းပန်ခဲ့ပြီးပါပြီတဲ့ဒါမဲတဲ့ကိုကမဖြစ်နိုင်ဘူးဆိုတဲ့စကားနဲ့ညင်းခဲ့တာယွန်းတကယ်ရင်ခွဲမတက်ခံစားရပါတယ်ချက်လဲချက်မိပါတယ်အဲ့တခုမှဖောက်ပြန်မှအပြစ်ရှိတာမဟုတ်ဘူးကိုတဲ့တကယ်ရှိနေသေးရင်ကိုမအားလဲဆက်ရှိပြီးနှွေးထွေးနေရမှာပဲလေဖုံးနေအမြဲပြောရမှာအရှိမဟုတ်ပါဘူးတဲ့နားလဲမူရင်းနှွေးထွေးနေလဲအရှိပါပဲတဲ့ အခုလို IS ဖြစ်သွားတာကိုယ့်ရဲ့အလုံးနဲ့ရုံးကိုခွဲမထားတက်တာတွေရောပါပါတယ်တဲ့ကိုယ့်ရဲ့မပွင့်လွှင်းမှုတွေပေါ့တဲ့ထားလိုက်ပါကိုယ့်ရဲ့ရုံးလက်ဒီအကြောင်းတွေပဲပြောနေရတာပြင်ပန်းနေပါပြီတဲ့မိန်းကလေးဆိုတော့ဘလောက်ပဲတတ်မာတယ်ပြောပြောကိုယ့်ကောင်လေးစီမှာတော့စိုးချင်ကြကောက်ရှင်ကြတာတဘာဝပဲလေတဲ့ရိုးအញ្ញန်စိုးမိသွားလို့ထင်ပါတယ်လမ်းဖွဲ့မဲ့ပြောလိုက်မိတာရှင်းရှင်းကိုဝေးသွားစေခဲ့တာ လူဝဲဖြစ်ဖြစ်ကိုမိသားစုတွေနဲ့ပေးတည်ပြီးနှွေးထွေးတဲ့မိသားစုဘဝလေးပေးလို့တကယ်ကိုကျေးဇူးနဲ့တင်ပါတယ်။ကို့အပေါ်ရောကို့မိသားစုပေါ်မှာရောရှစ်တယ်ဆိုတာတဲ့တန်ရုံးစစ်တစ်ခုကပို့နေပါပြီ။တကယ်လို့ယွန်းလို့ဆက်မတွဲဖြစ်ခဲ့ရင်လေယွန်းကိုမိသားစုပေါ်ထားတဲ့မိတာတွေဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူးတဲ့။ဒီလောက်ပါပဲကိုရဲကျန်တာတော့ကို့ဆုံးဖြတ်ချက်နဲ့ကို့ဆုံးဖြတ်ပေါ်တဲ့ယွန်းတော့အဆင်ပြေအောင်ဆက်တွဲဖို့လည်းမပြောတော့ပါဘူးတဲ့။ RS ငါးလမှာရိုးအစ်စ်တွေကကို့အတွက်လုံလောက်မှာပါတဲ့အဆက်ဆက်ရရကယူဆိုင်ပါဘာပဲဖြစ်ဖြစ်အဆင်ပြေပါစေနော်တဲ့ခက်ခဲပဲရှိရှိပြပြစရာပဲရှိရှိအရှိန်မြေပြပြလို့ရပါတယ်ငွမ်းနေတဲ့အရှိန်တိုင်းဒီလောက်ပါပဲတဲ့အများကြီးရှစ်နေပါလေတဲ့အော်မမတူကအရှိတခုမှာပိုင်ဆိုင်ရမှအရှိမဟုတ်ဘူးတဲ့မမပြပြတာ မပိုင်ဆိုင်ရလဲကိုရှစ်နေရတာပဲတဲ့ရိုးအတွက်ကတော့ရှစ်နေရရဲ့ပေးဆက်ပြီးရှစ်ပေးတယ်မပိုင်ဆိုင်ရဘူးဆိုရင်လဲဆွတ်လွတ်ပြီးရှစ်တာပါပဲလို့ပြောပြပါအောင်နော်တဲ့ရှင်သူစီကအရှိတေနှွေးထွေးမှုတွေကလွယ်လူဘာမှမတောင်းဆိုခဲ့ဘူးပါဘူးတဲ့ရှင်ကပဲအရာရာဖြစ်စီပေးပြီးရှစ်ခဲ့တာပါပဲတဲ့ရှင်တို့နှွေးထွေးတဲ့အရှင်မဟုတ်ရင်တော့ရှင်တို့မလို့အပ်ပါဘူးတဲ့အဲ့ဒါကြောင့်ရှင်နှွေးထွေးခဲ့တာပါတဲ့စတွေ့ချိန်ကလို့အရှင်မျိုးနဲ့ဆက်တွဲမှလား မေးခဲ့ပြီးပါတော့သူဆုံးဖြတ်တဲ့အတိုင်းပဲဖြစ်စေရပါမယ်ဒီဘက်ကမောင်လေးကအလုရှုပ်တယ်လေသူရဲ့အဲ့ဒါနဲ့ပြစ်ထားသလိုဖြစ်တာလားဟုတ်အဲ့လိုပေါ့ဟိုလုရှုပ်တဲ့အချိန်နဲ့ရောက်လေအဲ့လိုမပြောပြဘူးပေါ့ဗျာဒါမဲ့လေကိုယ်ကကတော့တခါလေတော့ခိုးကူတာအလုရှုပ်နေတဲ့အချိန်နဲ့မှာပြီးတော့ပြောရတဲ့အချိန်နဲ့ရှိရပါဗျာပို့ရတဲ့အချိန်နဲ့ရှိရတခါလေလေဟိုကွချင်းထမင်းစားရမယ်တော့မသိဘူးကွချင်းအေးရဟိုရေချိုးရမယ်တော့မသိဘူးအဲ့လိုအချိန်တွေလည်းအများကြီးရှိတယ်အဲ့မဲ့သူ့လည်းပြောပြရဲ့ ညှိယူညှိယူရောညပြောပြတယ်ညှိယူရဲဟိုဒါမှညှိယူတဲ့အချိန်လေးရောခဏတော့အဆင်ပြေတာပေါ့အဆင်ပြေတယ်ပြန်ပြီးဆက်တွေ့လိုက်နောက်အဲ့လိုမျိုးပဲဟိုရှုပ်လာတဲ့အချိန်လေးကြရင်လည်းတစ်ခါပြန်ပြီးတော့ဒီလိုပဲဖြစ်တယ်ဆိုတော့ကြောဒီလိုပဲဗျာတက်တာတက်တာဖြစ်နေတယ်။ဒီခေတ်ဆိုလဲတီယူဘောတော့ကိုပစ်ထားတယ်လို့အဲ့လိုမျိုးပဲထင်ပြီးခံစားရမှာ။အရင်တော့ကျွန်တော်လည်းဟိုအလောက်ထိရောအလုပ်တော့မရှုပ်သေးဘူး။အာမရှုပ်တဲ့အချိန်မှာသူ့အချိန်အများကြီးတော့ပေးပြတယ်အချိန်အများကြီးပေးပြတယ်။နောက်ပိုင်းတော့ ဟိုရှုပ်လိုက်အချိန်မျိုးမပြီးဖြစ်တော့ဘူးဗျာသူလည်းပြောပြထားတယ်အဲပြောပြထားတဲ့အချိန်မှာတော့ဒီလိုရဖြစ်တာဟိုနားတော့နားလဲပါတယ်မင်းကြီးကတော့စိုးရင်ကောက်ချင်တာပဲလीဟုတ်ပြက်လက်တာအများကြီးပြက်လောက်ခဲ့တယ်နားလဲစီရဲအများကြီးပြီးချင်တယ်နောက်ပိုင်းကျတော့ဒီလိုပဲပေါ့ဟိုဘယ်လိုပဲညှိလူလိုက်ဖြစ်လိုက်ညှိလိုက်ဖြစ်လိုက်ဆိုတော့ဘယ်လိုမှလည်းအဆင်မပြေကျော်လဲဒီဘက်ကဟိုလုံးနဲ့ကြရင်လည်းအဆင်မပြေဘူးလေတမျိုးဟိုဒီဘက်ကလည်းခံစားပြီးတော့ဖြည့်ရှင်းနေတာတမျိုးဆိုတော့အဲ့လိုမျိုးရှိရပြောကြတယ်ဒီအမ်းမဲ့ ဟောဖြစ်လိုက်တော့အောင်ပေါ့အဲဆိုအခုဒါရက်တက်လာပြီပေါ့ဆမ်းပါတယ်လဲဆိုတော့အဓိကဟိုဖြစ်နေချင်တာကတော့ရင်ထဲကစကားကဟိုကျမ်းမာကြီးကောင်းနေချင်တယ်ပေါ့သူကျမ်းမာကြီးမကောင်းလေဟုတ်လားကျမ်းမာကြီးကောင်းနေချင်တယ်ဟိုနေကောင်းနေချင်တယ်ပြီးတော့ဟိုကသူကလူလဲမော်တော့စေတနာတော့ထားတယ်အဲ့လိုသူကောင်းနေနေလဲတွေ့သေးချင်တယ်ပေါ့အဲ့လိုအလေးညာရင်းနဲ့လဲကင်းဝေးနေချင်တယ်ပေါ့အဲ့လိုမျိုးစင်ပြေပြေလေးတွားနေချင်တယ် ိတ်ကြီးဟိုနည်းနည်းလေးပြောင်းပြီးတော့ရင်းကျက်လာဖို့ပါပဲအဲ့ဒါပဲကျန်တာရင်းကျက်စီစဉ်မှာကမ္မလေးပေါ့နော်စိတ်လေးနည်းနည်းပြောင်းပြီးရင်းကျက်တည်ငြိမ်စီစဉ်တာအဲ့ဒါအမမင်းမေပေါ့နော်သူ့သူ့ကိုစရှိခဲ့တော့ကအချိန်ကာလမှာတကယ်ရှိခဲ့ရတယ်တကယ်ရှိခဲ့တာပေါ့ဟိုဟိုမချစ်ဘဲနဲ့တော့ဘယ်သားကနေတော့ချစ်တယ်လို့ပြောလို့ရရဆိုပေမဲ့လေဟိုဘယ်လိုဟမ်ဆိုကျွန်တော်ကလည်းတိတ်ဟမ်ဆောင်တက်ကိုလေးနော်ချစ်နေတဲ့အချိန်မှာတော့အကောင်းဆုံးတော့ချစ်ပေးလိုက်တယ် ဟိုပြချင်တာပေါ့အမှန်တရားတော့ကျွန်တော်မှကျွန်တော်အားလို့တောက်ပြပြန်လာတယ်သူကအဲ့လိုမျိုးနည်းနည်းလေးချေဆိုးစိတ်ကောက်ပြီးဒေါသထွက်နေရောကြတော့သူကတော့စိတ်ကကျိုးစိတ်ကကြီးရစိတ်တူရစိတ်စီသူ့ဆားထဲမှာလည်းပါပါတယ်သူလည်းသူစိုးခဲ့ရတယ်သူမှားခဲ့တာတွေအတွက်ပေါ့နော်စိတ်တော့မကောင်းဘူးဟိုဘာလို့လဲကိုနေ့လည်းချစ်သူတွေဖြစ်ခဲ့ရတော့လေဒဇိန်းနေမှာပေါ့အဲ့တော့လမ်းခွဲခဲ့တဲ့ချိန်ကြရင်လေဟိုကျွန်တော်ဘက်ကပေါ့နော်ဟိုလမ်းမခွဲခြင်းဘူးတော့မှတကယ်ချင်းတွေလည်းရတယ်မိတ်ဆွေတယောက်နေနေတယ် ရတယ်ပေါ့နော်ကိုတယောက်အနေနဲ့လည်းရတယ်ပေါ့ဟိုအဓိကကျွန်တော်ကဟိုအမုန်းနေနဲ့လမ်းမခွဲနေဘူးဗျာတယောက်နဲ့တယောက်လမ်းမှာတွေ့ခဲ့တော့ပျော်ပျော်ဆူဆူလေးနဲ့ပြောင်းပြနိုင်နှုတ်ဆက်နိုင်ရမယ်အဲ့လိုမျိုးလေးပေါ့ပြန်ပြောအမတော့အချိန်အချိန်အချိန်လောက်ယူပြီးသူလည်းတိမြင်ရင်းချက်သွားတဲ့အခါမျိုးဆိုရင်တော့ပြအဆင်ပြေပါစေလို့အမကတော့မျှော်လင့်နေတယ်ပေါ့နော် ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီ main clip ဘက်ကစိတ်ဆိုးစိတ်ကောက်လွန်သွားလို့ clip ဘက်ကနေပြီးတော့ဒီတင်မချစ်နိုင်တော့တာပေါ့နော်ချစ်ပြီးတော့လည်းစိတ်မကောင်းဖြစ်မိပါတယ်ဒီအခုကြည့်နေတဲ့အမျိုးကြီးတဲ့မှာလည်း main clip ဒီပါလို့ရှိရင်ကိုယ့်ရဲ့ချစ်သူရီးစားရေးပေါ်မှာစိတ်ဆိုးစိတ်ကောက်မဆိုရင်လိုတာထက်ပိုပြီးတော့မကောက်ဖို့ကိုပြောချင်ပါတယ်ရှင်ဒီဗီဒီယိုလေးတဲ့မှာဆိုလို့ရှိရင်တော့အမျိုးတို့လည်းဘဟုတရသင်ခန်းစာတွေရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးရည်ရဲ့ထင်မြင်စာချက်ကလေးတွေကိုလည်းဗီဒီယိုလေးရဲ့အမှာ comment လေးရေးခဲ့ပြီးလို့ရပါရဲ့ရှင်နောက်ထပ်လည်းမုဆလီတရင်နေဟာတပ်ဗီဒီယိုလေးပို့တတရရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးတတ်မှာမို့မွေး channel လေးကို like subscribe နဲ့တပ်ပို့တောက်စပါရဲ့ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတ